အားလုံးပဲမင်္ဂလာပါရှင်။ Good Health Channel မှာ ပြန်လည်ကြိုဆိုပါရစေ။ဒီနေ့တော့သွေးကြောတွေကိုပိတ်စေတဲ့ကိုလက်စထရောအကြောင်းတွေကိုလေ့လာကြမယ်။နောက် ခန္ဓာကိုယ်မှာကိုလက်စထရောတွေများလာတဲ့လက္ခဏာလေးတွေအကြောင်းလေ့လာကြမယ်။ဒီကိုလက်စထရောတွေကိုတန့်ရှင်းစေမယ့်အင်တွင်းနီလန်းလေးတွေကိုလည်းလေ့လာကြရအောင်။ဒီတော့ subscribe မလုပ်ရသေးသူများလည်း subscribe လေးကိုနှိပ်ပြီးတော့ဘေးအခန်းလေးကိုပါနှိပ်လိုက်ပါ။ Unicode လောက်ထားရဆိုလို့ရှိရင်တော့စရင်သွင်းရလို့ပေါ်လာလိမ့်မယ်အနီရောက်စာသားလေးပေါ့နော်။အဲ့ဒါလေးကိုနှိပ်ပြီးတော့ဘေးအခန်းလေးကိုနှိပ်ပါ။ဒါမှကျန်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေတင်လို့ရှိရင်မိတ်ဆွေတို့ထံပထမအဦးဆုံးရောက်ရှိမှာ high blood cholesterol ဆိုတာ သွေးကြောထဲကအညစ်အကြေးတွေသွေးကြောထဲမှာအညစ်အကြေးတွေတွေ့ကပ်ခြင်းလို့ခေါ်ပါတယ်ဒါဟာသွေးကြောတွေကို ပိတ်ဆို့စေတယ်သွေးကြောတွေကိုကျင်းစေတယ်နှလုံးထိကိုသွေးကြောနှလုံးထိသွေးတွေကိုကောင်းကောင်းမရောက်နိုင်အောင်တကဘာလုံးဝလူတော်တော်များဒီယောဂနဲ့ဒီယောဂကိုခံစားနေကြရတယ်ဒါဟာကုဆဲတဲ့ယောဂတစ်ခုမဟုတ်ပါဘူးမိမိစားလိုက်တဲ့အစားအစာတွေကနေပြီးတော့အဲဒီကိုလက်စထရောတွေများတဲ့အစားအစာတွေစားလိုက်လို့ရှင်ကိုလက်စထရောတွေများလာခြင်းဖြစ်ပါတယ် ဒီလိုပဲခန္ဓာကိုယ်မှာကိုလက်စထရောဟာတဖြည်းဖြည်းများလာတော့ကိုသတိမပြုဘဲနဲ့နှစ်လျူရှူထားလို့ရှိရင်တော့နှလုံးရောဂါနဲ့အုံနောက်သွေးကြောခြင်းရောဂါတွေကိုဖြစ်စေတတ်တဲ့ဒါကြောင့်အနှိမ်အချိန်မနှောင်းသေးခင်သွေးကြောတက်ကအညစ်အကြေးတွေကိုနည်းသည့်ဖြစ်စေများသည့်ဖြစ်စေတန့်ရှင်းသင့်ပါတယ်ကိုလက်စထရောဆိုတာကဖိအောင်လိုပဲနူးညံ့ချောမွေ့ပြီးတော့အယောင်အဖျင်းတော့အဝါယောင်ဖြစ်ပါတယ်။သူဟာသွေးလိုပဲခန္ဓာကိုယ်အတွက်မဖြစ်မနေလိုအပ်တဲ့အရာတစ်ခုဖြစ်တဲ့ကိုလက်စထရောနဲ့ ်အသည်းဟာကိုလက်စထရောနဲ့ပဲ bile acid ဆိုတာကို acid တစ်မျိုးထုတ်ပေးတယ်ဒီ acid ကဘာလုပ်လဲဆိုတော့ကျမတို့စားလိုက်တဲ့အစားအစာတွေကိုရှေ့ဖြတ်တဲ့အလုပ်ကိုလုပ်တယ်။နောက်ကိုလက်စထရောကနေရောင်ကနေပြီးတော့ vitamin D ကိုစုပ်ယူပေးတယ်။ဆိုလိုတာကိုလက်စထရောနည်းလို့ရှိရင်လည်းအစာအခြားအစာရှည်စနစ်မကောင်းဘူး။နောက် vitamin D ခန္ဓာကိုယ်မှာ vitamin D နည်းတတ်တယ်။ ခြုံငုံပြောရမယ်ဆိုလို့ရှင်ကိုလက်စထရောကကိုခန္ဓာကိုယ်အတွဲမဖြစ်မနေလိုအပ်တဲ့အရာတစ်ခုဖြစ်နေတယ်။80ရာခိုင်နှုန်းသောကိုလက်စထရောကိုအသည်အထုတ်လုပ်ပေးတယ်။30ရာခိုင်နှုန်းသောကိုလက်စထရောကအစာစာထဲကနေမကောင်းတဲ့ကိုလက်စထရော များစေတဲ့အစာစာတွေကဘာတွေလဲဆိုလို့ရှင်စီးနဲ့ကျော်ထားတဲ့အစာစာတွေဥပမာအီဂျာကွေးစမူစာပေါ့နော်ချက်ကျော်၅ကျော်စသဖြင့်ပေါ့စီးနဲ့ကျော်ထားတာတွေပေါ့ ဒါတွေဟာမကောင်းတဲ့ကိုလက်စထရောတွေကိုအရန်များစေတယ်။နောက်ဂျုံနုနဲ့လှုပ်ထားတဲ့အစားအစာတွေဥမာဒီကြာကွေးဆိုလဲဂျုံနုနဲ့ပေါ့နော်ဂျုံနုနဲ့ဂျုံချမ်းနှစ်မျိုးရှိတယ်။ဂျုံနုကကြာတော့အစာရင်တက်လည်းမကောင်းဘူးအခုကိုလက်စထရောတွေကိုလည်းများစေတယ်။နောက်စီများများစားခြင်း၊ကိတ်မုန့်စားခြင်း၊အရှားစီနဲ့ကြော်ထားတဲ့မုန့်တွေအာလူကြော်တို့ပါတို့ဒါတွေစားတာပြီးတော့ဆက်လိတ်တောက်တာအရက်တောက်တာတွေလည်းမကောင်းတဲ့ကိုလက်စထရောတွေကိုခန္ဓာကိုယ်မှာအရန်များစေပါတယ်။ ဒီဟာဟာသွေးကြောထဲမှာတဖြည်းဖြည်းနဲ့ကပ်ပြီးတော့သွေးဖိအားတွေကိုများစေတယ်သွေးကြောတွေကိုပိတ်စေတယ်ဒီအစားအစာတွေကတော်တော်များရတော့မစားလို့မဖြစ်ဘူးစားရမှာပဲဒါပေမဲ့စားပြီးပြီဆိုရင်ကိုလက်စထရောတွေသွေးကြောတွေမှာကပ်နေပြီနည်းနည်းပါးပါးကပ်နေပြီဆိုလို့ရှိရင်လည်းဒါတွေကိုတန့်ရှင်းတော့လုပ်ဖို့တော့လိုအပ်ပါတယ်။ပုံပဝင်းချိန်မှာနည်းနည်းရင်ဘက်တွေပါတဲ့အောင့်နာဖြစ်တတ်တယ်။နောက်ခေါင်းကိုက်တတ်တဲ့လူတွေရင်တုံတတ်တဲ့လူတွေလည်းရင်တုံတတ်တဲ့လူတွေကလည်း ဟိုဒီသွေးဟိုမကောင်းတဲ့ကိုလက်စထရောလ်နဲ့များနေလို့နောက်နှလုံးခုန်နှုန်မြန်တဲ့လူတွေလေဒီကိုလက်စထရောလ်များနိုင်ခြင်းရှိတယ်။ဂရင်းနန်နာအစာကောင်းကောင်းအစာမကြေတာတွေနောက်မျက်လုံးတဝိုက်မှာအဖုသေးသေးလေးတွေထွက်တာတချို့တွေ့ဘူးမှာမျက်လုံးအောက်ကဒီမျက်လုံးအောက်မှာအဖုသေးသေးလေးတွေထွက်နေတယ်။နောက်ခန္ဓာကိုယ်မှာလည်းအသားလုံးလေးတချို့အသက်ကြီးလာတော့အသားလုံးလေးတွေထွက်လာတယ်။ဒါတွေကကိုလက်စထရောလ်များလာလို့ထွက်လာတာ။ဒါကြောင့်ဒီလိုလက္ခဏာတွေနဲ့ကြုံတွေ့နေရပြီဆိုရင်ဒါတွေကခန္ဓာကိုယ်မှာ ကိုလက်စထရောတွေများတဲ့လက္ခဏာတွေဖြစ်တယ်ဒါတွေစစ်စစ်သိနေနောက်သွေးကြောတွေကိုတန့်ရှင်းသိနေသွေးကြောတွေဘယ်လိုတန့်ရှင်းမလဲဆိုတာလေးပေါ့လက်ရှိမှာလည်းသင်ခန္ဓာကိုယ်ထဲမှာကိုလက်စထရောလည်းပဲများခြင်းများနေမှာပဲဒါပေမဲ့သင်ဟာသတိထားမိမှာမဟုတ်ဘူးတွေ့တွေ့ယောဂာရီနဲ့တွေ့တွေ့ယောဂရှင်နဲ့ကိုလက်စထရောများတဲ့လူဟာနေ့စဉ်နဲ့အများကဘာမှာတည့်ရက်ပြီးတည့်ရက်များလာနေကြတယ်။နှလုံးယောဂ၊သွေးကြောချင်းယောဂနဲ့အခြားသွေးကြောနဲ့ပတ်သက်တဲ့ယောဂတွေဟာရုပ်တရက်ဖြစ်လာတာမဟုတ်ပါဘူး။ ဒီကိုလက်စထရောတွေနည်း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 စီနဲ့နှစ်ပေါင်း15နှစ်20လောက်စုမိရတာနေပြီးတော့ယောဂဖြစ်နိုင်တဲ့အခြေအနေရောက်တော့မှယောဂဖြစ်လာတာဖြစ်ပါတယ်။ယောဂမဖြစ်ခင်သွေးကြောကလုံးဝတက်နေတာမဟုတ်ပါဘူး။ဒါကြောင့်ယောဂဖြစ်နိုင်ခြင်းအခြေအနေမရောက်ခင်တန်းစင်လိုက်လို့ရှိရင်ဒီယောဂကိုမဖြစ်အောင်ကာကွယ်လိုက်တာပေါ့နော်။ World Health Organization လို့ခေါ်တဲ့ WHO ရဲ့လေ့လာချက်အရကမ္ဘာမှာနှစ်စဉ်လူသေဆုံးနေကြတဲ့အဓိကအကြောင်းရင်း10ခုတည်းကနေပြီး10ခုတည်းကမှနှလုံးရောဂါနဲ့သေဆုံးနှုန်းကထိတ်ဆုံးကဖြစ်နေတယ်။အဓိကအကြောင်းရင်းကဘာလဲဆိုတော့နှလုံးထိသွေးနဲ့အောက်ဆီဂျင်လိုအပ်တဲ့လောက်ပမာဏကိုမရောက်ရှိနိုင်ဘူး။အဲ့ဒါမမရောက်ရှိနိုင်ခြင်းကြောင့်ဖြစ်တယ်။ဒီလိုနှလုံးထိသွေးနဲ့အောက်ဆီဂျင်လိုအပ်တဲ့လောက်မရောက်ခြင်းဟာမရောက်လို့ရှိရင်ယောဂါနှလုံးယောဂါအခြေအနေမျိုးဖြစ်နိုင်တယ်။အကြောင်းရင်းကကိုလက်စတရောများခြင်းကြောင့်ဖြစ်ပါတယ်။ ကိုလက်စထရောဟာဘာလို့များရလဲဆိုလို့ရှင်ဆက်လက်များများတောက်ရှင်အာဟာရမျှတစွာမစားခြင်းလေ့ကျင့်ခန်းမှန်မှန်မလုပ်ရှင်အဝလွန်ခြင်းခါတုတ်ခြင်းနဲ့စီးကျူယောဂါရှင်တွေကကိုလက်စထရောများနိုင်ရေးပို့ပြီးတော့ရှိတယ်။ခန္ဓာကိုယ်အတွင်းကမကောင်းတဲ့ကိုလက်စထရောတွေအားလုံးကိုဖယ်ရှားရှင်းလင်းဖို့အိမ်တွင်းနည်းလမ်းလေးတစ်ခုကိုတင်ပြခြင်းပါတယ်။အဲ့ဒါကအဲ့အဲ့ဒါဘာလေးပါလဲဆိုတော့ဂျင်းပါမယ်ကျက်သွန်ဖြူပါမယ်တမယာရီပန်တိရှာလကာရီနဲ့ပြာရီဒီငါးမျိုးနဲ့လုပ်သွားမယ်ကဲ ပထမဆုံးဂျင်းရေဂျင်းကိုအရေးညှစ်ထုတ်ပြီးတော့ဂျင်းရေတစ်ခွက်ယူမယ်250 ml ခမန်းကြီးပေါ့နောက်ချက်သွန်ဖြူရေတစ်ခွက်250 ml သက်မြရေတစ်ခွက်250 ml ပေါ့ပန်းသီးရှာလကာရေတစ်ခွက်250 ml ပြားရေကကြတော့နှစ်ခွက်ယူမယ်900 ml ယူမယ်ကိုတိုင်းမဲ့ခွက်ကဟိုဥပမာ200 ml ဆန်းနဲ့ခွက်တစ်ခုယူမယ်ဆိုဒီပစ္စည်းတွေအားလုံးအဲ့ခွက်နဲ့ပဲတိုင်းပါပထမလေးမျိုးကတော့တစ်ခွက်စီဖြစ်ပြီးတော့ပြားရည်ကြတော့နှစ်ခွက်ဖြစ်တယ်အဲ့ဒါလေးကိုတော့သတိထားပါ ်ပထမအုံဆုံးဂျင်းရီရဲ့ချက်သွန်ဖြူရီရဲ့တမရီရဲ့ပန်းတိရှာလကရီဒီလေးမျိုးကိုအိုးတလုံးမှာထည့်ပြီးတော့မီးအချိန်မှန်မှန်လေးနဲ့၃ခွက်တစ်ခွက်ကြိုးမယ်ကြိုးပြီးတော့အေးခံလိုက်ပါအေးသွားလို့ရှင်ပြားရီနှစ်ခွက်ရောပြီးတော့ပလင်းတန်းတန်းထဲမှာထည့်ထားပါရေခဲတက်တာမှာထည့်ထားလို့ရတယ်နှစ်လလောက်ခံတယ်ရေခဲတက်တာမရှိဘူးဆိုလို့ရှင်လဲ15ရက်စာပဲလုပ်ပြီးတော့အပြင်မှာပဲအေးပြီးတော့ရှောက်တွေ့တဲ့နေရာမှာထားပါ ကဲဒါကိုဘယ်လိုတောက်ရမလဲဆိုတော့မနေ့အေရထချိန်ဘာမှမစားသေးခင်ထမင်းစားစုံတစ်စုံလေးတောက်ပါ။နိုင်ရွက်ကြာမှမနေ့စားစားပါ။နေ့လယ်တစ်စုံနဲ့ညတစ်စုံတနေ့သုံးချိန်လဲတောက်နိုင်ပါတယ်။ဒါပေမဲ့ကိုနဲ့တဲ့မတဲ့ကိုအရင်ဆုံးစမ်းကြည့်ရမယ်။ဘယ်လိုလဲဆိုတော့ပထမဦးဆုံးမနေ့ပိုင်းပဲတောက်ပါ။ဘာမှမဖြစ်ဘူးပုံမှန်ပဲဆိုလို့ရှိရင်နေ့လယ်နဲ့ညတိုးပြီးတော့သုံးချိန်တောက်နိုင်ပါတယ်။ကိုတောက်မဲ့စုံကလည်းတန့်ရှင်းပြီးတော့ရှောက်သွေးနေရမယ်။ကျက်သွင်းဖြူရဲ့အကျိုးပြုပုံကဘာတွေလဲဆိုတော့ သွေးတိုးတာတွေကိုကျစေတယ်။ပိတ်ဆို့နေတဲ့သွေးကြောတွေကကိုလက်စတရောတွေကိုချော့ချစေချော့ချပြီးတော့သွေးကြောတွေကိုလမ်းကြောင်းကိုရှင်းလင်းစေတယ်။ဘက်တီးရီးယားတွေကိုတည်စေတယ်။စီးကျူ level တွေကိုကျစေတယ်။အသားရည်ရရန်ခြင်းကိုလည်းကုသပေးတယ်။ဝေးကျစေတယ်။အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေကိုလည်းကာကွယ်ပေးပြီးတော့အခြားကောင်းကျိုးတွေများစွာရှိပါတယ်။ဂျင်းရဲ့ကောင်းကျိုးတွေကဘာတွေလဲဆိုတော့နှလုံးယောဂကိုကာကွယ်ပေးတယ်။ကုသပေးတယ်။ သွေးစီစဉ်မှုကိုကောင်းစေတယ်၊ဝိတ်ကျစေတယ်၊ကိုခံအားမြင့်တင်ပေးတယ်၊ရင်ကျက်ခြင်းနဲ့ချွဲတလေးယူလဲကုသပေးတယ်။တမရည်ရဲ့အကျိုးပြုပုံလေးတွေကဘာလဲဆိုတော့နှလုံးခုန်နှုံးကိုမှန်ကန်စေတယ်၊နှလုံးရဲ့လှုပ်ဆောင်ချက်အလုံးကိုမမဲရရအောင်ကူညီပေးတယ်၊ဝိတ်ကျစေတယ်။နောက်ပန်းသီးရှာလကရဲ့လှုပ်ဆောင်ချက်ကပါလဲဆိုတော့ခန္ဓာကိုယ်မှာအဆိပ်တောက်တွေအလုံးကိုဖယ်ရှားရှင်းလင်းပေးတယ်။ကျန်းမာရေးအတွက်ကောင်းကျိုးပေးတဲ့သတ္တုဓာတ်တွေ၊ပိုတက်ဆီယမ်တွေ၊ဗီတာမင်တွေနဲ့အင်ဇိုင်းတွေများစွာသူ့မှာပါဝင်ပါတယ်။မြပြားရည်ရဲ့ အကျိုးပြုပုံလေးတွေပါလဲဆိုတော့ကိုလက်စထရောတွေကိုရှော့ရှပေးတယ်ဘက်တီးရီးယားတွေကိုတိုက်ခိုက်နှိမ်နေတယ်ကိုခံအားကိုမြင့်တင်စေတယ်ကင်ဆာရောဂါဖြစ်နိုင်ခြေကိုနည်းစေတယ်နှလုံးရောဂါကိုကာကွယ်ကုသပေးပါတယ်နောက်ဆုံးအနေနဲ့တော့ကိုလက်စထရောလေဗယ်ကိုရှော့ရှစေမယ့်အစားအစာရှင်မျိုးကိုဖော်ပြခြင်းပါတယ်အဲ့ဒါပါလဲဆိုတော့နံပါတ်1ကအုတ်ကြုံနံပါတ်2ကမူရိုးစပါနံပါတ်3ကအခွန်မာသီးအခွန်မာသီးထဲမှာဘာတွေပါလဲဆိုတော့ဘာဒန်စီမြေပဲတီဟိုစိတ်တစ္ဆာသီးဖယုံစိတ်နေကြစိတ် တခြားသည့်စွန်ဘလုံသည့်စသည်ဖြင့်ပေါ့နော်နံပါတ်၄ကပဲအမျိုးမျိုးနံပါတ်၅ဆိုယာဘင်းလို့ခေါ်တဲ့ပဲပုတ်ပဲနံပါတ်၆ကတန်လွင်စီနဲ့နေကြစီနံပါတ်၇ကတစ်သီးတွေဖြစ်တဲ့နံပါတ်၈ကတော့ထော့ပတ်သီးဖြစ်ပါတယ်ဒီအရာဒီဒီအစားအစာတွေကိုနေ့တိုင်းစားတော့မယ်ဆိုလို့ရှိရင်ကိုလက်စထရောလေဗယ်တွေကိုကျစေတယ်ကဒီအစီအစဉ်ကိုဒီမှာပဲအဆုံးသတ်ရှင်ပါတယ်ဒီအချက်လေးတွေကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင် like တစ်ချက်လေးတော့နှိပ်ပေးပါမိတ်ဆွေတွေအတွက်လည်း share လုပ်ပေးပါလို့တောင်းဆိုချင်ပါတယ်အားလုံးပဲကျန်းမာရွှင်လန်းကြပါစေရှင်